ခုလိုကြောင်းရင်းကြောင့်ဆိုတော့ဘွားကနေတိမ်တောင်းရှိတန်တဲ့ယဒနာဆိုင်ပိုင်ရှင်ဖြစ်လာတဲ့ဆိုတော့ရေပကဝင်မိသားကြီးတို့ရေလူပြန်ရှင်တယောက်ကသူ့ရဲ့အောင်မြင်မှုကိုအရင်တီးပြီးနောက်ထပ်လုပ်ငန်းတစ်ခုအောင်မြင်အောင်လို့ပြတ်သွားတဲ့ဟာကလေးစားစရာကောင်းပါတယ်ဒီနေ့မှာတော့အဲ့ဒီလိုအနုပညာလမ်းကြောင်းပေါ်ကနေဇီးပွားရေးဘက်ကိုကူးပြောင်းပြီးအောင်မြင်မှုမှတ်တိုင်တဲ့ site ထူနိုင်ခဲ့တဲ့သူတယောက်အကြောင်းပြပြရှင်ပါတယ်သူကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းအမြင့်သမီးဆိုတော့တူဦးဖြစ်တဲ့ရေပကဝင်းပါပဲအခုဆိုရင်သူဟာပိတ်သက်ရှိတဲ့ဆိုတော့တရားဖြစ်တာမှာက ယူရီပိုင်ဝေဘကာဆိုတဲ့တိမ်ပေါင်းတောင်းချီတန်တဲ့ယေဒနာဆိုင်ကြီးရဲ့ပိုင်ရှင်ဖြစ်နေပါပြီ။ယေဘကာဝင်းဆိုတာနဲ့ကရှင်မြေရဲ့အမှန်အပြည့်နဲ့အနုပညာရှင်တရားရဲ့ပုံရိပ်ကိုအလုံးမြင်ရောက်မိကြမှာပါ။သူရဲ့ခမမိုက်ဟန်ပန်နဲ့ထူးခြားတဲ့တန်ခါဂီတလောကမှာသူ့ကိုအစားထိုးမရတဲ့အနေအားတစ်ခုရရှိခဲ့ပါတယ်။နှစ်ပေါင်းများစွာအောင်မြင်တဲ့ဒေသရှင်ကောင်းများစွာနဲ့ပရိသတ်ကိုဖျော်ဖြေခဲ့ပြီးအခုချိန်ထိလည်းအားပေးမှုမကျသွားတဲ့ထိတ်တန့်ဆိုတော်တယောက်ပါ။ဒါပေမဲ့ယေဘကာဝင်းကအနုပညာမှာပဲ ူ့ရဲ့အရေးတွေးကိုအဆုံးသတ်မသွားခဲ့ပါဘူးဂီတာစင်မြင့်ပေါ်ကနေလက်လက်တောက်ပနေတဲ့စင်ရွှေယတနာလောကထဲကိုပါသူ့ရဲ့ခြေလမ်းတွေကိုရှက်ထွင်ဝင်ရောက်လာခဲ့ပါတယ်သူ့ရဲ့ကျူရီပိုင်ဝပကာဆိုတဲ့လုပ်ငန်းကြီးကဘလို့ဖြစ်တည်လာတယ်လဲဆိုတော့အစကယင်းနှခင်မင်းနဲ့မိတ်ဆွေအပေါင်းအင်းတွေကိုအရေးတွေးကောင်းတဲ့ယေဒနာလေးတွေရောင်းချပေးရကနေစခဲ့တာပါသူရဲ့ရိုးသားမှုနဲ့ပျက်စီးမှန်စေးမှန်တာကြောင့်တဆဲစကားတဆင်းနဲ့ နာမည်ကောင်းရလာပြီးအပိဒုတွေများလာတဲ့အခါမှာတော့အခုလိုခန်းနာတဲ့ဆိုင်ကြီးအဖြစ်တရားဝင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။လူတွေကတော့အစတော်တယောက်အနေနဲ့ဒီလောက်ကြီးမားတဲ့ယေဒနာဆိုင်ကြီးကိုဖွင့်ဖို့ငွေအရင်းကြီးကဘယ်ကရတာလဲအနည်းပညာလောက်ကပဲရတာပေါ့ဆိုပြီးထင်ကျေးပေးမှုတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ယေပကဝင်းကဒီအပေါ်မှာစိတ်ဝင်စားစရာကောင်းတဲ့ရှင်းလင်းချက်တစ်ခုပေးခဲ့ပါတယ်။သူပြောတာကတော့အနည်းပညာလောက်ကရတဲ့ဝင်ငွေဆိုတာ music video တွေရိုက် င်ပေါ်ကတက်ဖို့အဝတ်စားတွေပြင်ဆင်တာနဲ့ပဲကုန်ကြစည်းကအတူတူဖြစ်ကလဲစားပဲရှိပါပဲတဲ့အနုပညာကနေအမြဲဆွန်ကြီးကြီးမမမမျော်မှန်းပဲအနုပညာကိုရှစ်သက်စိတ်ဘရိတ်တက်ကိုရှစ်သက်စိတ်နဲ့ပဲလုပ်တာပါလို့ရှင်းပြခဲ့ပါတယ်ဒီရတနာဆိုင်ဟာသူ့ရဲ့ရှားသောစီးပွားရေးလုပ်ငန်းတွေကနေရရှိလာတဲ့အကျိုးအမြတ်တွေနဲ့တည်ထောင်ထားတာဖြစ်တဲ့ဆိုတာပါပဲဒါကဘာကိုပြတ်တက်နေတယ်လဲဆိုတော့ရေပကောင်ဝင်းဟာဆိုတော့တယောက်ဖြစ်နေစင်မှာပဲနောက်ွယ်မှာတခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်မြင်အောင်တည်ထောင်ထားနိုင်ခဲ့တဲ့ဆိုတဲ့အဖြစ်ပါပဲသူရဲ့စီမံခံကွဲမှုစွမ်းရည်နဲ့ဒီဘွားရဲ့အမြင်ဘလောက်ရှိလဲဆိုတာကိုဒီအဖြစ်ကတည်တည်ပြတ်နေပါပဲပြီးတော့ဆိုတော့ရေဘွားဝင်းတရားတိမ့်တောင်းရှိတန်တဲ့ယေရနာဆိုင်ပန်ရှင်ဖြစ်လာရတဲ့အဓိကအကြောင်းရင်းကအသိပညာဝင်ငွေတကူတဲ့ကိုပဲအားကိုမနေပဲသူရဲ့စူးစမ်းမှုနဲ့တခြားစီးပွားရေးလုပ်ငန်းတွေကိုပါတိုးရှဲလုပ်ကိုင်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးရောဘယ်လိုမြင်ကြပါသလဲ။အနည်းပညာရှင်တယောက်ရဲ့ဒီလိုပတ်စုံထွချုံမှုကို အာချာလီဇာမီဂျာလာရေပကောင်ဝင်းရဲ့လူပညာနဲ့စီးပွားရေးကိုဟန်ချင်ငင်ငီပုံဖော်နိုင်စွာကမိတ်ဆက်တွေအတွက်ဘယ်လိုမျိုးအတွေ့အမြင်သစ်တွေအတူယူစရာတွေပေးနိုင်မလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအဆုံးတိနာစဉ်ကြည့်ချူပေးခဲ့တဲ့မိတ်ဆက်တယောက်ရှင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်